ဆိုတော့မှပရမောင်သောချက်အနေနဲ့အဓိကသွားပြီးတော့ဆွေးနွေးသွားတာကကျွန်တော်တို့ဒီ2018ခုနှစ်လောက်ကပေါ့နော် DBS တင်နေကျွန်တော်ဒီ lab diamond ပေါ့ဗျာလူလုံးစိန်ကိုထုတ်လုပ်တဲ့အဲကျွန်တော် light box diamond company ခေါ်တာပေါ့အဲ့ဒီ company အဲ့ဒီ2018ခုနှစ်လောက်ကတည်ထောင်ထားတဲ့ company ကိုဖျက်သိမ်းလိုက်ပြီဆိုတော့ strategy ဟုတ်ကဲ့ ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘာလို့ strategy လို့ပြောလဲလေဆိုတော့ကျွန်တော်ဒီမှာပြန်ပြီးတော့ရှင်းပြခြင်းပါဟုတ်ကဲ့ဆိုတော့မှမေလလောက်ကဖြစ်မယ်ထင်တယ်ကျွန်တော်ကသတင်းဖတ်ရတာပေါ့နော်အဲ live box diamond ကို DBS ကပိတ်သိမ်းလိုက်ပြီဆိုတော့ဟမ်ဆိုတော့သူတို့အနေနဲ့ကျွန်တော်တို့ဒီတဘာဝစိန်ဈေးကွက်လိုပဲ DBS နေတဲ့ market control မလုပ်နိုင်တော့လို့များဒီ live box diamond ကိုဖျက်သိမ်းလိုက်တာလားပေါ့နော်ကျွန်တော်အဲ့တုန်းကတွေးလိုက်မိသေးတယ်အဲပြီးတော့မှကျွန်တော် Tokyo ကိုနောက်ထောင်ပြီးလိုက်နောက်ထောင်ပြီးတော့မှ အဲငါတော်တော်လွယ်လွယ်သုံးပြချက်ချမိလိုက်တာပဲပေါ့နော်ဟုတ်ကဲ့ဆိုတော့ကိုတိတဲ့ညံတတော်တမိုင်းလောင်းတွေကိုအလွယ်ဆုံးပြချက်ချမိလိုက်တာပဲပေါ့တကယ်ကြတော့ပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်မိုင်းအဲလက်ဘိုင်းမိုးနေတစ်ခစ်ပြန်ပြီးတော့ထားတဲ့ ဟုတ်ကဲ့အဲကျွန်တော်ဥမာထားပါတော့ lab demo နေစပေါ်တဲ့ကာလမဟုတ်သေးဘူးကျွန်တော်တခေတ်ပြန်ထားရဆိုတော့ lab demo ကိုဈေးနှုန်းတက်တက်တတာနဲ့ဟုတ်ကဲ့ထုတ်လုပ်လို့ရနေပြီဆိုတဲ့အချိန်ကာလကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ချိန်လောက်မှာ lab demo နေ sorry အဲ့ချိန်လောက်မှာ live box demo နေကစပြီးတော့ထုတ်လုပ်တယ်ဟုတ်ကဲ့ပေါ်တယ်ဆိုတော့တို့ DBS နေအဲ့ဒီကာလတော့ကဒီ live box demo lab demo နေကိုတက်ကရက်ကိုဒေါ်လာ800ဝန်းကျင်လောက်နဲ့ ဆိုတော့ကျွန်တော်မြန်မာဝင်နဲ့ပြောမယ်ဆိုလို့ရှိရင်သိန်း30ကျော်ကျော်ဝင်ချင်ပေါ့နော်အဲ့လောက်ဖြစ်အောင်တို့ကဈေးနှုန်းကိုချပြီးတော့ရောင်းတယ်ဟောတို့ကချပြီးရောင်းနိုင်တယ်ဒီမှာတို့ကလာပြီးဆိုကြတဲ့ investment တွေကကြီးတယ် massive production တွေအထုတ်လုပ်ရတဲ့အတွက်ကြောင့်တို့ကဈေးချမယ်ဆိုလဲတို့ကချပြီးတော့ရောင်းနိုင်တယ်ဆိုတော့ DBA ဆိုကုမ္ပဏီမျိုးတော်မှဒီလို background background diamond တွေကိုဈေးချပြီးရောင်းနိုင်ဆိုကြတဲ့ကျန်တဲ့သူတွေအနေနဲ့တို့လိုက်ပြီးတော့မချလို့ဟာမရဘူးဟုတ်တယ်ဒါပေမဲ့မှအခုကာလမှာကျွန်တော်တို့ဒီ laptop ဥမာထားပါတော့ အဲ CVD ပဲထားပါရမှာဟုတ်ကဲ့ CVD တက်ကရက်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာငွေစက်သိန်းဝင်ချင်းဟုတ်ပြောရမယ်ဆိုလို့ရှိရင်ဒေါ်လာ30ပြောရမယ်ဆိုလို့ရှိရင်ဒေါ်လာ30လောက်ဆို350 350ဝင်ချင်းပုံမှန်ဆိုတော့တထောင်ပိုးကျိုက်တဲ့လောက်ယူဆိုတော့ပုံစံမျိုးပြစ်သွားတာပေါ့နော်ဆိုတော့ DBRC သူကလုံးဝ market ကြီးနှစ်ခုခွဲခြားလိုက်တဲ့ပုံစံမျိုးဟုတ်ကဲ့အဲ့ဒီအနေထားလောက်လောက်ရောက်ပြီဆိုတော့ဒုက္ခနဲ့ lab diamond ထုတ်လုံဖို့ရက်ချပလိုက်ပေါ့ဟုတ် ပြောမှာဆိုနည်းနည်းတော့ကြောက်ဖို့တော့ကောင်းတယ်တော်တော် smart ဖြစ်တဲ့ move တစ်ခုလိုပဲပြောမှာပေါ့နော်ဆိုတော့ကျွန်တော်ဒီ talk show ထဲမှာဘာလေးသွားပြီးတော့အဖက်ဖက်မိတယ်လဲဆိုလို့ရှင်အမ်တဘာဝသိင်ဆိုတာတဲ့လွန်ခဲ့တဲ့1ဘီလီယံနဲ့ချီပြီးတော့ကမ္ဘာမြေမြေကမ္ဘာမြေမြေတပိအောက်မှာရှိနေတဲ့ယတနာတစ်ခု ਨੇ အဲလွန်ခဲ့တဲ့နှစ်ပတ်လောက်ကတရုတ်နိုင်ငံဘယ်နာမှမသိတဲ့စိတ်ယုံတစ်ခုမှထုတ်လိုက်တဲ့ lab time moon နဲ့ဆိုတော့ရှင်းစရာရမဟုတ်ဘူးဆိုပြီးတော့ပြောသွားတဲ့အရာတစ်ခုပေါ့နော်ဟုတ်ကဲ့ဆို